ရုရှားလေတဲ့အခြေစိုက်စကန်တွေကိုယူကရိန်းကဒရုန်းနဲ့တိုက်ခတ်ခဲ့မှုဟာမာဗီဝါမြောက်ဒရုန်းစစ်ဆင်ရေးမှာနောက်ထပ်အဆင့်အင်တစ်ခုထိတက်လန်းနိုင်ခဲ့မှုဖြစ်တယ်လို့တခြားတစ်ဖက်မှာလည်းရုရှားရဲ့ဖြစ်ရင်ကိုကြည့်ပြီးသင်္ကန်းစာယူရမယ့်အရာဖြစ်တယ်လို့စစ်ရေးလေလာသုံးသပ်သူတွေကဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လတရနေ့မှာယူကရိန်းကရုရှားနိုင်ငံတွင်းမှာရှိတဲ့လေတက်စကန်၄ခုထပ်မင်းဲကိုဒရုန်းတွေနဲ့တပြိုင်တည်းထဲတိုက်ခတ်ခဲ့ပြီးရုရှားရဲ့ဘယ်နေရာမှလုံခြုံမှုမရှိတော့ဘူးဆိုတဲ့သတင်းစကားကိုပါလိုက်တာလည်းဖြစ်ပါတယ်။ ယူကရိန်းစစ်ဘက်ကထုတ်ပြန်ခဲ့တဲ့ဗီဒီယိုထဲမှာတော့ Spider's Web ပင်းကူအိမ်လို့နာမည်ပေးထားတဲ့စစ်စင်ရေးတွင်ယူကရိန်းရဲ့တံပိုးနဲ့ဒရုန်းတွေကရုရှားရဲ့လေကြောင်းရန်ကာကွယ်စနစ်ကိုကျော်ဖြတ်ပြီးတော့ဒေါ်လာဘီလီယံနဲ့ချီတံမိုးရှိတဲ့ဘုံကျဲလေရင်တွေဖြစ်စည်းနိုင်ခဲ့ပုံကိုပြသခဲ့ပါတယ်။ဒီတက်ခဲမှုကိုခစ်သစ်စည်ရေးသမိုင်းမှာ လူတွေကိုအံ့အားသင့်စေဆုံးစစ်စင်ရေးတွေတဲကတခုဖြစ်တယ်လို့လည်းဖော်ပြကြပါတယ်။ရုရှားရဲ့စိုက်ဘေးရီးယားရှေ့ပိုင်းကနေအနောက်ဘက်နေဆက်ထိ ဒေတာ၅ခုမှရှိတဲ့ latest scan တွေကိုယူကရိန်းကပြစ်မှတ်ထားတက်ခတ်ခဲ့ပြီးလေရင်တချို့မိလောင်ပျက်စီးခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်းအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲရုရှားကလည်းယူကရိန်းရဲ့စစ်ရေးလေ့ကျင့်ရေး scan တစ်ခုကိုတက်ခတ်ခဲ့လို့ယူကရိန်းစစ်သား၁၂ဦးထံမှနေသိဆုံးခဲ့ပါတယ်။ယူကရိန်းကတက်ခတ်ခဲ့တဲ့ Mamansk ဒေတာရှိ Olanya latest scan ဟာရုရှားရဲ့အဓိကမဟာဗျူဟာမြောက် latest scan တစ်ခုဖြစ်ပြီးတော့ နျူကလ িয়ার လက်နဲ့ပစ်ခတ်နိုင်တဲ့လေရင်တွေထားရှိထားပါတယ်။ယူကရိန်းဟာ first person view လို့ခေါ်တဲ့ FPV ဒုံးအစင်းကြီး118စင်းကိုနေဆက်ကနေရှုပ်ဝက်စွာတည်ယူပြီးတစင်းကိုကုန်ညာစိဒေါ်လာ1000ဝန်းကျင်သာရှိတဲ့ drone တွေနဲ့အမေရိကန်ဒေါ်လာ9ဘီလီယံတန်ဖိုးရှိတဲ့ရုရှားရဲ့ဘုံကျဲလေယာဉ်40ကျော်ကိုတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ယူကရိန်းရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးပျက်စီးမှုအတိုင်းစပမာဏပေါ်ငင်းပွားနေကြဆဲဖြစ်ပေမဲ့ဂျူဒူဗန်နေရိုက်ကူးထားတဲ့ရုပ်ပုံတွေထဲမှာတော့ရုရှားရဲ့မဟာဗျူဟာမြောက်စစ်လေရင်ပေါင်းများစွာပျက်စီးသွားတာကိုတွေ့ရပြီးအဲ့ဒီထဲမှာယူကရိန်းရဲ့မြို့တွေကိုဘုံကျဲတိုက်ခိုက်ရမှာအသုံးပြုခဲ့တဲ့အတန်ထက်မြန်တဲ့ Supersonic TU-22 နဲ့ TU-95 ဘုံကျဲလေယာဉ်တွေလည်းပါဝင်ပါတယ် ယူကရိန်းရဲ့နီးပြူဟာမြောက်ဒရုန်းတိုက်ခိုက်မှုကြောင့်ရုရှားရဲ့စစ်ဘက်ရေးရာလုပ်ငန်းဆောင်တာတွေပေါ်ဘလောက်ထိတက်ရောက်မှုကြီးမားခဲ့တယ်လဲဆိုတာရှင်းရှင်းလင်းလင်းမသိရသေးပေမယ့်လန်ဒန်ခြေဆိုင်ကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာညံကြီးရှင်အဖွဲ့ RUSN ရဲ့မကြသေးခင်ကထုတ်ပြန်ခဲ့တဲ့စင်ခန်းစာမှာတော့ရုရှားရဲ့စစ်ဘက်ဆိုင်ရာစနစ်90ရာခိုင်နှုန်းလောက်ထိထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်စေနိုင်တယ်လို့ခန့်မှန်းထားပါတယ် အနီးဝေးကိုကွယ်ကွယ်ပြားပြားရုပ်လုံးကျွမြင်ရနိုင်တဲ့ front on view camera စနစ်ပါ headset နဲ့အဝေးတိုင်းခလုတ်တို့တွဲဖက်အသုံးပြုမောင်းနေရတဲ့ FPV drone တွေကိုတော့အရက်ဘက်သုံးတွယ်မူလကရည်ရွယ်ဒီဇိုင်းထုတ်ခဲ့တာပါဒါပေမဲ့ပြီးကြတဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာတော့ FPV drone တွေဟာယူကရိန်းရဲ့စစ်စင်ရေးတွေမှာအဓိကအားကိုးအားထားရာဖြစ်လာခဲ့ပါတယ်ယူကရိန်းအစိုးရအနေနဲ့ FBW ဒုံအစင်းရီတသန်းတီပြည်တွင်းမှာထုတ်လုပ်သွားဖို့ပြီးခဲ့တဲ့နှစ်ကရည်မှန်းချက်ထားဆောင်ရွက်ခဲ့ပြီးအခု2025ခုနှစ်အစောပိုင်းမှာတော့တလားတလားကိုဒရုန်းအစင်းရီနှစ်သိန်းတီထုတ်လုပ်နိုင်နေပြီဖြစ်တယ်လို့ဆိုထားပါတယ် FBW ဒုံတွေဟာဘုံဒီအသေးတွေကိုသာတည်ဆောင်နိုင်ပေမဲ့တင်ကားတွေနဲ့တခြားနည်းပညာမြင့်စစ်လက်နက်ပစ္စည်းတွေအထိဖြည့်ဆည်းနိုင်စွမ်းရှိပါတယ် ဤကရေဆယ်စုနှစ်တခုကျော်လောက်ကတည်းကစစ်စင်ရေးတွေမှာ drone တွေကိုထဲထဲဝင်ဝင်အသုံးပြုလာခဲ့ပြီးအာဖဂန်နစ္စတန်မှာရှိတဲ့လက်နက်ကန်တွေကိုတိုက်ခိုက်ချေမှုန်းတဲ့အမေရိကန်ရဲ့စစ်စင်ရေးတွေမှာ drone တွေကိုအသုံးပြုခဲ့တယ်လို့ Lebanon နဲ့ Iran တို့ရှိပြည်မတ်တွေကိုတိုက်ခိုက်ခဲ့တဲ့ Israel ရဲ့စစ်စင်ရေးတွေမှာလည်း drone တွေအသုံးပြုခဲ့ပါတယ်နောက်ပိုင်းမှာတော့ကုန်ကြားစိတ်သက်သာပြီးထောက်လန်းရခတ်တဲ့ drone တွေကိုခင်းနေညီအစင်းမြင့်တင်လာခဲ့ကြပါတယ် ရုရှားရဲ့သုံးနှစ်ကြာယူကရိန်းကျူးကျော်စစ်အတွင်းမှာလေဒရုန်းတွေအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ပြီးခဲ့တဲ့လကလည်းရုရှားဟာတညာတည်းအတွင်းဒရုန်းအစင်ပေါင်း300ကျော်အသုံးပြုပြီးယူကရိန်းကိုတိုက်ခိုက်ခဲ့ပါသေးတယ်။ယူကရိန်းရဲ့ပင်ကူအိမ်စစ်စင်ရေးကိုပြန်ကြည့်ကြည့်မယ်ဆိုရင်ယူကရိန်းဟာထိုးဖောက်ဝင်ရောက်မှုနဲ့တိကျတဲ့အချိန်ကိုက်လှုပ်ရှားမှုနီးပြူဟာကနေတဆင့်ဒရုန်းတွေရဲ့တက်ရောက်မှုကိုမြင့်တင်ခဲ့တာတွေ့ရပါတယ်။ ဒီ drone တွေကိုတော့တစ်သားကိုတင်နာနဲ့ထက်ပြီးရုရှားပိုင်နဲ့တွင်းသူခိုးသွင်းအဲ့ဒီကနေမှရုရှားရဲ့လေကြောင်းရန်ကာကွယ်စနစ်ကိုကြောဖြတ်ပြီးတော့လေတဲ့အခြေဆိုင်စခန်းတွေနဲ့အနည်းဆုံးနေရာကိုအရင်ပို့ထားတာဖြစ်ပါတယ်။အဲ့ဒီနောက်အပေါ်ခေါမိုးကိုအဝေးတိုင်းစနစ်နဲ့ဖွင့်လို့ရတဲ့ truck ကားတွေကနေ drone တွေပြန်ထွက်လာပြီး အနေမိုင်းကနေပြန်တန်းပြီးတော့ရုရှားရဲ့ဘုံကျဲလေယာဉ်တွေကိုတိုက်ခတ်ခဲ့တာပါ။ ဒုံးဆထွက်လာတဲ့နေရာဟာဒေတာစခန်းနဲ့နီးတဲ့တွေရုရှားနေနဲ့တုတ်ပြန်နိုင်တဲ့အခွင့်အလမ်းနေပါသွားခဲ့တာလည်းဖြစ်ပါတယ်။မာဗျူအန်ရဲ့နိုင်ငံတကာလေးလာရေးအမေရိကန်စင်တာမှလေးလာသုံးသက်သူတူဦးကတော့ယူကရိန်းရဲ့ဒုံးစစ်စင်ရေးဟာအပြည့်အဝလူလျောက်စနစ်မဟုတ်ပေမဲ့ပြစ်မှတ်ကိုတိကျသေးချာစေဖို့အသိဉာဏ်တူ AI နည်းပညာတွေသုံးပြုခဲ့တဲ့တပ်တွေထောက်ထားတွေတွေ့ရတယ်လို့မတူညီတဲ့ FPV drone အမျိုးအစားမျိုးစုံကိုပေါင်းဆက်သုံးပြုခဲ့တာတွေ့ရတယ်လို့ပြောပါတယ်။ အဲ့ဒီ drone တွေဟာ drone ထိန်းချုပ်ပြင်သမှုကိုကြားပြဟန်တားနိုင်တဲ့ဂျင်မာချက်ပြမှုတွေကိုကောင်းကောင်းရှောင်ကွင်းနိုင်ခြေရှိတယ်လို့ AI နည်းပညာသုံး OSA FPV drone တွေဟာအရွယ်စားသေးငယ်ပေမဲ့ဖောက်ခွဲပစ္စည်းတွေကို1 kg ကနေ9 kg အထိသေဆောင်နိုင်တယ်လို့ဆိုပါတယ်တင်မိုးကြီးစစ်လျင်တွေရဲ့အားနည်းတဲ့စိတ်ပိုင်းတွေကိုထောက်လှမ်းနိုင်မှုတွေ AI စနစ်သုံး drone တွေကိုအသုံးပြုကောင်းအသုံးပြုနိုင်ပြီး ယူကရိန်းအနေနဲ့ရုရှားရဲ့ဗုံးကျဲလေယာဉ်တွေကိုပြစ်မှတ်ထားပြီးဒရုန်းတိုက်ခိုက်မှုတွေပုံမလုံဆောင်လာနိုင်ခြေရှိတယ်လို့လည်းခန့်မှန်းထားပါတယ်။ယူကရိန်းရဲ့ဇွန်လတရနေ့တိုက်ခိုက်မှုဟာဒရုန်းအန်နေနဲ့ပတ်သက်ပြီးရုရှားတွေကအနောက်နိုင်ငံတွေနဲ့ကမ္ဘာလုံးကိုပါတက်လန့်နှိုးလိုက်တယ်လို့ဖြစ်ခဲ့ပါတယ်။လီကျောင်းရန်ကာကွယ်ရေးစနစ်နဲ့ဒရုန်းကာကွယ်ရေးစနစ်မြင့်တင်ရေးတွေမှာဂျီနီမြုံနယ်မှုတွေတိုးမြင့်လုံဆောင်သွားဖို့ကမ္ဘာနိုင်ငံတွေမှာအတန်ဒီကြေကြေလောင်လောင်ထပ်ပေါ်စေခဲ့ပြီးတော့ drone တွေနဲ့ drone ဖန်တီးထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီးပုံမှုအလေးထားကြဖို့လိုအပ်လာတယ်လို့စစ်ရေးအကဲခတ်တူက ထောက်ပြထားပါတယ်။ရုရှားနဲ့ယူကရိန်းတို့ကြားဇွန်လနေ့နေ့အစ္စတန်ဘူမှာပြစ်ခတ်ရဲစဲရေးဆွေးနွေးပွဲနောက်တစ်ကြိမ်ဆွေးနွေးဖို့မျှော်လင့်ထားကြပေမဲ့လည်းခုလိုတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ယူကရိန်းရဲ့ drone တိုက်ခိုက်မှုပြီးရုရှားဘက်ကလည်းလက်တုပ်ပြန်တိုက်ခိုက်မှုတွေအပြင်းထန်ပြန်လည်လှုပ်ဆောင်နေတဲ့အတွက် နှစ်ဦးနှစ်ဖက်ကြားငြိမ်းချမ်းရေးရဖို့ဆိုတာအလံဝေးกว่าနေအောင်မဲ့နေထားလို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာ